တို့စီယိုရေးဆင်းနေတယ်ဗျာစီယိုရေးဆင်းတော့အာလူလူလာလာပဲဗျာပိတ်လိုက်ပြီလားဆိုလဲပိတ်လိုက်ပေါ့ကြီးရွာကြီးရက်ွက်တီးရကျွန်တော်တို့ဒီစားလူတရာ200 300အလိုစုပြီးတော့ကျွန်တော်တို့ပြောစကားနားနားထောင်ကြတယ်နာဆောင်တော့တရက်ကို6800ရနေတော့နင်တို့ရုံမာတာအကုန်တိတာပေါ့နင်တို့ရုံမာအကုန်တိတာပေါ့ တချို့ပါတီတွေတော့ရွေးကောက်ဖို့စိတ်ဝင်စားဘူးဆိုပြီးပြောတဲ့ပါတီတွေရှိတယ်။အဲသူတို့လာလို့ရှိရင်တော့လူကတိတ်ပြီးတော့မစီကားဘူးเนาะကျွန်တော်တို့ကြန့်ခိုင်ရလူတွေတွားလိုက်ပြီဆိုရင်တော့နင်တို့ရုပ်မာတာအကုန်တိတာပေါ့နင်တို့ရုပ်မာအကုန်တိတာပေါ့ကျွန်တော်တို့ကြန့်ခိုင်နဲ့ပတ်သက်ရင်လူတွေကစိတ်ဝင်စားတယ် ောက်တန်းစာလည်းအဲ့ကောင်ထား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 မင်းမပြောနဲ့ထားထားထားအဲကြံတဲ့ပါတီတွေတော့လူတွေຢာနဲ့ချီပြီးတော့တက်ရောက်တာကိုကျွန်တော်မတွေ့ရတိတ်လိုက်ပြီလားဆိုလဲတိတ်လိုက်ပေါ့အဲတစ်စက်တက်ပြီးတော့စဉ်းစားလိုက်လို့ရှိရင်အဲကြိုက်ခိုင်ရေးပါတီကိုနင်တို့ရုပ်မာတာအကုန်တိတာပေါ့နင်တို့ရုပ်မာအကုန်တိတာပေါ့လူတို့ကစိတ်ဝင်စားတယ်တက်ခိုင်ရေးပါတီရဲ့ပြောစကားတွေကိုလူတို့ကနားထောင်ခြင်းတယ် တိတ်လိုက်နေတာဆိုလေအားပြည်သူတွေအားလုံးလူလာတောက်တာနေတဲ့ပုံမိုးလှပတာယာဝပြောစီပင်တိုးတက်ကောင်းမွန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့အတွက်ရွေးကောက်ပွဲမှာပါဝင်မဲ့ပြပြီးတော့ဒီမိုကရေစီနိုင်ငံတော်ကြီးကိုဖော်ဆောင်လိုက်ကြပါဆိုရှင်။ဟာဒါကတော့ဘောလာထက်မှာရင်လက်ကြီးလဲဝက်လက်ကြီးဖြစ်နေပြီနော်။သူလဲအစဉ်ဦးကအားကြလို့ဖြစ်မယ်။အစဉ်ဦးတော့ဝါဝါတုတ်တုတ် ဖိုးဝါယုံဖြစ်လာသူသူကဖိုးဝါယုံတော်ပုံရဲ့မိုးပြံပုံဖြစ်နေပြီနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပြည်သူတွေအားလုံးကရည်ရွယ်ောက်ပွဲမှာပါဝင်ကြပါစို့ကိုယ့်ရဲ့နာမည်စာနာပြုခွင့်ပါမပါဆိုတာကိုယ်တိုင်တွားရောက်ပြီးတော့ကြည့်ရှုထားဖို့လိုပါလေဒါကြောင့်မြမပြည်သူပြည်သားအားလုံးထူတင်ပြီးတော့ကိုယ်စင်းရင်ကိုယ်တွားကြည့်ထားကြပါလို့တိုက်တွန်းပါတယ်ပုံနမီနဲ့အတူအားလုံးမြန်မာနိုင်ငံကြီး ာယဝါပြောဖို့အတွက်တူတက်ဖို့အတွက်မဲအတူတူပြကြပါဆိုရှင်။ဟေးရုပ်တူကြည်တာပါ။အမိုင်းဆိုတာပြောင်းလို့မရပါဘူး။တစ်ခေတ်ချိန်ညိုင်းတယ်ပြန်လည်းပေါ်လာမယ့်အရာတွေပါပဲ။ဒေါ်လာမျိုးတွေအားလုံးပဲပေါ်ပြီးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေတယ်ပဲ။ကျွန်တော်ရဲ့ကိုကြီးရီဗော်လူရှင်ချန်နယ်လေးကပြန်လည်းကြိုဆိုလိုက်ပါရစေ။ဗီဒီယိုရီရေရှင်လို့တော့ပြင်မှာတော့ယနေ့ဝင်ပါလား7ရက်နေ့ရဲ့ညပိုင်းတော့ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးတော့မှဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှိမ့်ဖြစ်ဖို့ဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါရစေ။ထောင်းဆိုတဲ့ပုံအနေနဲ့ကတော့ ကိုတိုင်းကျိုးပင်ကောင်းမျိုးနဲ့ကျိုးပင်ကောင်းတဲ့ဂွေကောင်းပင်ကြီးရွာသွားတဲ့လမ်းမှာပြည်သူစစ်ကောင်းဆောင်တအုပ်ကိုပြစ်ခတ်ခံရပြီးတိဆုံးခဲ့တယ်လို့မြေရောက်ပျောက်ကြားအုပ်ဖို့တပ်ဖွဲ့ကနေပြီးတော့သိရှိရပါတယ်။အသက်ခံရသူကတော့ဝေကောင်းမင်းရွာကပြည်သူစစ်ကောင်းဆောင်အသက်50နှစ်အရွယ်မှာရှိတဲ့ဦးဝင်းအောင်ဆိုသူဖြစ်ပြီးတော့ဘဝမာလာ10ရက်နေ့မနက်6နာရီကမှပြစ်ခတ်ခံရပြီးနေရာမင်းပွေးချင်းပြီးတော့ဖြစ်ပါတယ်။သူကတော့ကျိုးပင်ကောင်းမှာသူသားကိုကြောင်းပို့ပြီးဆိုင်ကနေပြန်လာမှကျွန်တော်နဲ့တွေ့တာလို့ပြောပါတယ်။တနက်တွေကစစ်ခွေးတွေရဲ့တနက်တွေဆိုတော့သူတို့ရဲ့လူလူထင်ကောင်းထင်နေပုံရပါတယ်လို့လည်း မြေအုပ်ပျောက်ကြတဲ့ဘက်အုပ်ဖို့တစ်ဘက်ဒီဘက်ကပြောထားတယ်တွေ့ရှိရပါတယ်သူပါပြည်သူစစ်ကောင်းဆောင်ဝင်းရောင်ကိုလမ်းပိုင်းဘေးတနေရကိုဖမ်းခေါ်သွားပြီးနောက်ဦးကောင်းကိုတုံးကြည့်ပစ်ခတ်ပြီးပြည်သူစစ်ကပြတစ်ခုနဲ့ဖုံးတလုံးကိုတင်းစီးခဲ့တယ်လို့လည်း၎င်းကနေပြုံပုံနေပြောဆိုထားတွေ့ရှိရပါတယ်သူပါဆက်တင်တဲ့တက်ရောက်ထားသူဖြစ်ပြီးတော့တော်လိုင်းတဖွဲ့တွေရဲ့ချက်လက်တွေကိုစုံစမ်းထောင်လာတဲ့စစ်မှုရန်ကြီးဆိုပြီးငွေကြေးချင်းချောက်ကောက်ခံတာတွေလူငယ်တွေကိုစစ်ကော်မရှင်တပ်တွေနဲ့ပေါင်းပြီးပေါ်တာဆွဲဖမ်းဆီးတာတွေ အဝေးမှအတွင်းစစ်ကြောင်းထိုးရမှာလမ်းပြဖြစ်လိုက်ပါခဲ့တာတွေကြောင့်ပြစ်ခတ်ခဲ့တာလို့လည်းတပ်ဖွဲ့မှုဒီဘက်ကပြောထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့တောင်အောင်ဆန်းစုကြည်ဦးဆောင်သောအန်လီဆိုရဟာဒီမိုကရေစီစနစ်ကိုရွေချက်ရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကလက်ရှိချိန်မှာပြန်လည်တိဆောက်ပေးနေကြောင်းအချက်မဲ့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဂျမ်ဖတ်ဇော်မဲလုံးကလည်းစပြီးပြောတာတွေ့ရှိရပါတယ်။ဒါဟာစစ်တပ်ရဲ့လက်ကိုက်လို့ဝါဒပြန်သတင်းစာတွေကတဆင့်အချက်မဲ့ဇော်မဲလုံးကနေပြီးအခုလိုပြောကြတာဖြစ်ပါတယ်။ အချိန်မှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကွဲပြားခြားသောနိုင်ငံတကာတုံ့ပြန်မှုများရှိတော်လဲမိဖတ်နိုင်ငံများကအတိအမှတ်ပြုထားကြောင်းလည်း၎င်းကဆက်လက်ပြောဆိုထားပြီးတော့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲပေါ်မိဖတ်နိုင်ငံများရဲ့ထောက်ကူမှုများအခိုင်အမာရရှိကြရေးဖြစ်ကြောင်းနဲ့မဲမတမမှုများမရှိစေရေးခင့်မီနီးပညာသုံး ME ဘူယန်စက်တွေနဲ့လက်ရှိချိန်မှာရွေးကောက်ပွဲကိုကျင်းပမယ်ဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲကထွက်လာတဲ့လွတ်တော်ဟာဂုံတိတ်ကရှိတဲ့လွတ်တော်တရဖြစ်ကဘာကြီးကိုချပြသွားမယ်ဆိုပြီးတော့ဇော်မဲလုံးကနေပြီးအာရပါရကျုံးဝါနေတွေ့ရှိရပါတယ် တကယ်ကိုမပဲဟာသတွေပဲထိုင်ပြောနေတဲ့ကောင်တွေပြောမှဖြစ်ပြီးတော့ဒီလိုဟာသတွေပြောတဲ့ကောင်တွေကိုတနေ့ကျရင်တော့လမ်းဘူတတိုက်ဆွဲပြီးတော့ထမင်းမကြွေးပဲနဲ့၂၄နိုင်လုံးတောက်လျှောက်ပြောခိုင်းမှနေထားတော့ကြောက်လောင်တော်လန်ပြည်သူတွေအားလုံးနှောက်ဝတွန်းပို့ကြဖို့လေလူဝက်တဆူတော့ညာထမင်းသီးပြေးကြပါလေနောက်ထပ်သတင်းပုံအနေနဲ့ကတော့ AA စီဥစည်းချုပ်ဘိုးချုပ်ထွန်းမြင့်နိုင်ပေါင်းဝင် AA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ချင်းညီအောင် CB ဖွဲ့တို့တွေ့ဆုံပြီးအချမ်းဘတ်စစ်တရဲတံပြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ဥပပေါင်းရေးပေါင်းဝင်စည်ရေးနိုင်ငံရေးစီးပွားရေးတို့ပူးပေါင်းဆောင်ရွက်ရန် တွင်းတွေကိုကြောင်းတင်းကြီးအောင်ပြောရေးဆိုခွင့်ရှိသူ slime ရောမန်ကနေပြောထားတွေ့ရှိရပါတယ်အဲ့ဒီစီးနေပေါ်မှာတော့စစ်ကောင်စီရဲ့တံပြန်ထိုးစစ်ဆင်နိုင်မှုအခြေအနေများကိုခံမှန်းခြင်းပြင်ဆင်ခြင်းဥပပေါင်းဆောင်ရွက်နိုင်မှုများကိုဥပပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးကြတာတွေ့ရှိရပါတယ်အင်းတွေ့ဆုံမှာတော့ဘိုလ်ယူထွေးမနိုင်ပအဝင် ULA ပါတီထိပ်ပိုင်းကောင်းဆောင်များအိုက်ခန့်တက်တော် AA စစ်ရေးထိပ်ပိုင်းကောင်းဆောင်များနဲ့ပြည်စုံဝင်ရရှိခဲ့ပြီး AA ထင်းချုပ်ထားတဲ့မြို့၅မြို့လောက်တိထိလွတ်လပ်ရေပတ်ခွင့်ရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်လူမျိုးတွေ့ဆုံမှုတော့လုံးဝဝမ်းသာပါတယ်ဒါဟာတကယ်မှတိုးတက်လာတဲ့နေထိုင်ကူတွေဖြစ်ပါတယ် ော်လဲဆိုတော့လက်ရှိချိန်မှာအာခန်းကျတော် A ကနေပြီးချင်းမီနယ်ပိုင်းတဲ့ပလော့ဝါမြို့ကိုသူ့ရဲ့အာခန်းကျတော်ရဲ့နေမြေဖြစ်တိမ့်ပိုက်ပြီးတဲ့ခါမှာချင်းမီဘက်ကလည်းမကျေနပ်ဘူးချူထလာပြီးမယ်လဲလက်ရှိချိန်မှာပြန်လည်တိမ့်မြေပြီးပွဲပြီးတဲ့အထိအာခန်းကျတော် A ဘာလို့လို့ငိန်ခံပြီးတော့နောက်မှာပဲဆွေးနွေးကြမယ်ဆိုတဲ့အနေနဲ့တခုနဲ့အတူတူပူးပေါင်းရှေ့ဆက်ပြီးတော့သွားနေတော့ငင်းရတာလည်းတကယ်မှအားတက်စရာကောင်းတဲ့တစ်ခုဖြစ်ပါတယ် ပေါ်လာမျိုးတွေအရုံးပဲဒီဘက်မှာတွေ့ရမယ်အကြောင်းအရာလေးကတော့လက်ရှိချိန်မှာမိုးကိုမျိုးကနေပြီးတီအန်တွေကထောက်ခေါက်သွားတဲ့အချိန်မှာစစ်ကိုတွေကနေပြီး MND လာရှုကထောက်ခေါက်သွားတော့လို့ပဲလွတ်လပ်ကူကူဝင်လို့ရမယ်လို့ထင်ခဲ့မိမယ်လက်ရှိမှာမိုးကုတ်မှာမန္တလေးပြည်ထဲကဥဆောင်ပြီးတော့အကုန်လုံးဥပေါင်းကာကွယ်မယ်လေပြေရောဘောမတွေကိုပုံပွင့်နေတာတွေ့နေရပါတယ်တော်မျိုးမင်းဆိုတဲ့ကောင်ဆိုလေတီအန်လေးအနေနဲ့လက်ရှိချိန်မှာစစ်တပ်ကစစ်ကိုတွေအကုန်လုံးတန်းစီပြီးတော့ထဲကိုဆွဲခေါ်ပြီးမှပြန်သွားတင်နေဆိုတဲ့အကြောင်းနဲ့သူတို့ကိုဆိုရင်သူတို့သူတို့ရဲ့ကိုဆွမ်းညံဆွမ်းနဲ့ဝင်လာလို့မရနိုင်ကြအောင်လေ ပို့လူဝင်မြောင်ပြောခဲ့တယ်လို့ကုလူမတကောင်အနေနဲ့လက်ရှိချိန်မှာတော်တော်လေးဥမာပေါ်ကွေးနေနေတာပဲဖြစ်ပါတယ်။အခုဒေတာခံတွေကစစ်တပ်ကိုတမ်းမုံ TV ဆန္ဒပြနေကြတယ်တဲ့။စစ်တပ်ပြောင်းဝင်လာမှဆိုးလို့မိုးကုတ်ဒေတာခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်တဲ့။ပြည်ဖြတ်မိကန်နဲ့ငိုဝဲကျွန်းနေမဆားရတဲ့မဲကိုတင်းနေပတ်တာ။အင်းဒီနေပါကိုပြောနေသလိုပဲ။ကြည်ကျဲလဲဝါရဖြန့်ကြ။အင်းနင်တို့အဖေခေါ်နေတဲ့ BBC တောင်မှတရောင်းစားဖွက်ပြောက်ပြန်ကြုံနေပြီ။ နော် BBC က OIC ပေးတာကန်းတာကိုစပြီးတရင်အမှောင်ချတရင်လိန်လေတဲ့အတွက်အခု BBC ရဲ့ CEO နဲ့ BBC ရဲ့ Director အမြင့်ဆုံးယာတုယူထားတဲ့နှစ်ကောင်တောင်မှယာတုကလည်းနှုတ်ထွက်ပြီးထွက်ပြေးနေကြပြီဟွန်း BBC ကိုပြောမနေတဲ့နေတော့ဖေခေါ်နေတာမှခေတ်သစ်မီဒီယာ BBC တစ်ချိန်လုံးမြန်မာပြည်သူတွေကိုတရင်အစိတ်တင်နဲ့စစ်တပ်နဲ့ပြည်သူကြအသက်ရှူသွေးခွဲတဲ့လေလိုင်းတန်လူသက်သမားတွေခင်ဗျားတို့အဖေခေါ်နေတဲ့အဲ့ဒီလေလိုင်းတန်လူသက်သမားတွေတောင်မှတရောင်းစာခွက်ပြောင်းနေကြပြီเนาะဆိုတော့ခင်ဗျားတို့လည်းတိတ်ပြီးတော့ ုံနေချင်းနဲ့ဝါဒမဖြန့်ကြနဲ့ပေါက်ခွဲတာပေါက်ခွဲတာနင်းတာပေါ့ဥပါဝိုင်းပြီးဝါဒဖြန့်တယ်ပေါက်ခွဲတာပေါ့လောင်မြတ်ကျော်ဆိုလည်းဒီလိုပဲငိုကိုကိုပလောင်ကတီနီလာရေးကစစ်တက်လက်ထဲပြန်ပေးလိုက်လို့ကျွန်တော်တို့ရင်ကွဲပါရဲလို့ဖင်ပြေးပါရဲလို့อืมเนาะသူ့ကိုကြည့်လိုက်အမြဲတမ်းပူလောင်ညာစစ်တက်ရဲ့ရွေးကောက်ပွဲကိုလူတွေအာယုံဆိုင်လာဖို့နဲ့မဲထွက်ပေးကြဖို့အမှုပညာရှင်တွေကိုအသုံးပြုပြီးလှုံ့ဆော်နေပါတယ်နမကြီးဆိုတော့20ကျော်ကရွေးကောက်ပွဲအတွက် ဝါရဖြန့်ပြီးတဲ့ရုပ်တံကိုစစ်တပ်ပိုင်းရုပ်တံ channel တွေမှာနိုဝင်ဘာလ10ရက်နေ့ကဖော်ပြခဲ့တာပါဒီရုပ်တံမှာပါဝင်ကြတဲ့အမှုပညာရှင်တွေထဲမှာစစ်တပ်ကဖိအားပေးနေမှုကိုခံနေရတာကြောင့်မဖြစ်မနေပူပေါင်းပါဝင်ကြရသူတွေလည်းပါဝင်တယ်လို့ပြောဆိုနေကြပါတယ်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ရမုံအဲအကောင်တော့မဖြစ်မနေပါဘူးတကယ်ကိုမှအားကျမနဲ့ပါနေတယ်ဒီကောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာသွားကြည့်လိုက်လုံးဝကောင်မှာပြည်သူတွေကလုံးစိန်ခေါ်ပြီးတော့တိမ်မော်ဒီလိုက်နေတဲ့ကောင်ဖြစ်တယ်နော်အောင်ခံဆိုတဲ့ကောင်ကတော်တော်လေးကိုမှဇောင်းကျွာနေတဲ့အသက်ကြီးမှာအေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်လာရွေးကောက်ပွဲဝါဒဖြန့်ဇလန်းအနေနဲ့အော်တိုဘလာ25ရက်နေ့မှာပထမဆုံးထွက်ပေါ်လာတဲ့ခစ်သမိုင်းကိုဒုံဆိုင်မိသူများကမ်ပိန်းရုပ်တံမှာပါဝင်တရုပ်ဆောင်ခဲ့ကြသူတွေကိုအားမပေးဖို့ ပြည်သူတွေနဲ့ဒေါ်လာကြီးအတိုင်းဝိုင်းကစပိတ်မှောက်ခဲ့ကြပါတယ်။ဒီဝါရမြန်ဇလန်းကိုဝေမှန်လို့ဆိုပြီးဒါရိုက်တာမိုက်တီဒါရိုက်တာအောင်ချမ်းလူလူရှင်တော်အုံတိုင်းနဲ့ဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွတ်တို့ကို အာနာသိန်းစစ်တပ်ကနမူနာအနေနဲ့ဖမ်းဆီးအရေးယူပြခဲ့ပါတယ်။အဲဒီနောက်အော်တိုဘာလ30ရက်နေ့မှာစစ်ကော်မရှင်ရဲ့ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးအေးကျွယ်ကရန်ကုန်မြို့ရွှေတောင်ကြားလမ်းမှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာထုတ်လုပ်သူဒါရိုက်တာတွေနဲ့ ်တရုတ်ဆောင်တွေအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်မှုမှာအားလုံးပါဝင်ရမယ်လို့ခေါ်ယူချင်းချောက်ခဲ့ကြောင်းသိရပါဗျ။ဒါ့အပြင်အမှုပညာရှင်တချို့ကိုပြည်ပထွက်ခွာခွင့်ပိတ်လိုက်တာရွေးကောက်ပွဲကမ်ပိန်းရိုက်ကူးရေးကိုရှောင်ပြေးနေလို့ဆိုပြီးစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့မှာတရုတ်ဆောင်ဖွေးဖွေးကိုလူမြင်ကွင်းမှာပဲလာရောက်ခေါ်ယူစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မြို့နယ်ရဲစခန်းကတဆင့်အဆိုတော်တွေတရုတ်ဆောင်တွေနဲ့လူသိများတဲ့အမှုပညာရှင်တွေကိုရွေးကောက်ပွဲကမ်ပိန်းမှာပါဝင်ဖို့ ဖုန်းကတစ်ဆင့်ဆက်သွယ်ပြီးခေါ်ယူတာလို့ညီဆက်သူတွေကပြောပါတယ်။ဖုန်းနဲ့ဆက်သွယ်တဲ့အခါမှာလဲအာနာသိန်းစကဆန္ဒပြတာမျိုးရှိခဲ့ရင်နားလည်ပေမဲ့တော်လန်ဟေးကိုထောက်ပံ့တာတွေရှိဘူးလားဆိုတာမျိုးကိုလည်းမေးမြန်းတယ်လို့သိရပါတယ်။သူတို့အနေနဲ့လဲစစ်တပ်ပြောသလိုဒီကမ်ပိန်းမှာမပူးပေါင်းခဲ့ရင်ဖြစ်လာမယ့်နောက်ဆက်တွဲတွေကိုမသိတာကြောင့်လက်ခံရမှာပဲလို့အမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုကြပါတယ်။ဒါပေမဲ့လဲ တချို့နုပညာရှင်တွေကတော့ကိုယ်ဆန္ဒအရစစ်တပ်နဲ့အတူရွေးကောက်ပွဲကမ်ပိန်းတွေကိုလှုပ်ဆောင်နေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။မှန်ပါပဲ။ဒီကမှခိုင်းရသေးဘူး။ခိုင်းမလားဆိုပြီးတော့ဖင်းနေကုန်း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 ခါလေးကန်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 သွားပြီးတော့ဖိုင်းခံနေတဲ့နုပညာရှင်ကောင်းတွေကောင်းမတွေအများကြီးရှိရဆိုတာလည်းအလုံးတီးမှဖြစ်ပါတယ်။အားလုံးပဲမေးလာပါ။ကျွန်တော်ဒီနေ့ကတော့ဒါ2025ပေါ့နော်။2025ဒါဒီမှာ17ရက်နေ့17လပိုင်း17ရက်နေ့ဖြစ်တယ်ပေါ့နော်။ ထုံးတဲ့နိုင်ထူးခြားသတင်းလေးတွေကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်တယ်အဲနေရာခြေနေရပေါ့နော်ခြေနေရဒါကတော့ကျွန်တော်သတင်းတွေအများကြီးမပြောနိုင်တာရှိလို့ရှင်နေနည်းခွင့်လို့တီးခံပေးပါဒါပေမဲ့ကျွန်တော်အရေးကြီးတဲ့ point လေးတွေတော့ကျွန်တော်နေ့စဉ်နဲ့အများတော့ကျွန်တော်အချိန်ရရင်ရတယ်လို့ပေါ့နော်ထုတ်ပြီးတော့မှဒါတင်ဆက်ပေးနေတယ်တုံးသက်ပေးနေတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒါစစ်တပ်ကချက်ပြီးတော့မှကျွန်တော်တို့ဘာထက်လုတ်ပြန်ပြီလဲဆိုတော့အနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ ီသူနဲ့အမှုပညာရှင်နဲ့ဒါ white out ပြပြသားသားလောက်ရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့နားလည်ပေးပါဒါမိုးထားပါတယ်ဆိုတဲ့အနှက်ပြောင်းထောက်ထားပါတယ်ဆိုတဲ့ဇကားတွေကလည်းတချို့အကောင့်ဘက်ကနေကြည့်ပြီးတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ကျွန်တော်တို့ပြည်နယ်မှာမွေးဖွားတဲ့မြန်မာပြည်နယ်မှာမြန်မာနိုင်ငံမှာမွေးဖွားတဲ့လူတွေရဲ့စိတ်ရင်းခံကားကိုအဲကျွန်တော်အားနာတတ်တဲ့စိတ်တွေရှိကြပါတယ်ရှိတဲ့အခါကျတော့ တို့မှာတော့အကြောင်းကြောင်းနေရှိလို့ပါကွာအကြောင်းရင်းနေရှိလို့ပါကွာဆိုတော့ဟာလေကျွန်တော်တို့အတော့အကြောင်းကြောင်းကြောင်းဆိုတာတွေကတော့ကျွန်တော်ပထမပိုင်းမှာပထမပိုင်းမှာလည်းကျွန်တော်တို့ပြောခဲ့ပါတယ်အကြောင်းကြောင်းကဆိုတော့ကိစ္စတွေနားလည်ခွင့်လွှတ်မှုတွေကကျွန်တော်တို့တော်လန်ရေးကိုပြန်ပြီးတော့မှဝါမျိုးသွားလို့ရအောင်ရစ်ပတ်နေတဲ့မွေတကောင်လိုပဲစပကြီးမွေတကောင်လိုပဲရစ်ပတ်ပြီးတော့မှနောက်ဆုံးလိုချင်တဲ့ချိန်ညမှာဆက်ဆန့်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှမျိုးသွားတဲ့ဟာတွေ ရှိနိုင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကရစ်ပတ်မခံမဲနဲ့တခါတည်းတစ်ပတ်ရစ်တာနဲ့တစ်ပတ်ဖြီးရမယ်နှစ်ပတ်ရစ်တာနဲ့နှစ်ပတ်ပြန်ဖြီးထုတ်ပြီးတော့မှတေးကိုကိုကိုတေးလူလို့ဆုံးဖြတ်ပြီးတော့မှတော်လှန်နေတဲ့လူတွေကိုတောင်ဒီလူတွေကကိုကြီးမစားဘူးလားအဲ့တော့ကျွန်တော်တို့ကဒီလူတွေဘာကြောင့်နားလဲပေးနေရမှာလဲဗျာဟုတ်လားဟာဟိုလူတွေဆိုလို့ရှိရင်တကယ်ငါတို့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအခုဖွေးဖွေးတို့ဘာလို့ဆိုလို့ရှိရင်ဒါအဲဟိုဖြစ်ပြီးတော့မှနည်းနည်းအစစ်စစ်ခိုင်းတဲ့ပုံစံမျိုးသူတို့ဆိုလို့ရှိရင်လည်းဒါစစ်ကောင်စီခိုင်းတာလိုက်မလို့လို့ ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးတွေဖြစ်တော့စစ်ကောင်စီကမှန်ပါတယ်ခင်ဗျားတို့ဂျင်းတဲ့ချက်ထဲမှာရအောင်ထားထားတာအဲ့ဒီကနေဂျင်းတဲ့ချက်ထဲကနေပြီးကမှကျွန်တော်တို့ကျန်တဲ့လူတွေဘာဖြစ်လို့ရအောင်ရုံးထွက်ပြီးတော့မှတော်လိုင်းဘက်ကိုဘာဖြစ်လို့ရအောင်မမမမရက်တီလဲနော်ခက်ခဲမဲ့ဆိုတာလူတိုင်းသိပါတယ်ဒါပေမဲ့သမင်းတော့မငတ်ပါဘူးဗျာနော်တိတ်ခါရှိရှိနဲ့သမင်းလုတ်ကိုနေတိုင်းစားနိုင်လို့ရတဲ့အနေအထားမျိုးတိရှိပါတယ်ပြည်သူမျက်နှာကိုဒါတကယ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကျန်တဲ့ဝိဝါဒတွေကွဲပြားမှာဆိုတဲ့အတွက်ဒီလောက်ပဲပြောချင်တယ် ဖိုက်ကောက်ကတော့ပြပြသားသားလောက်ရမယ်လူတွေထပ်မှန်ပြီးတော့မှထွက်ပေါ်လာပြီဆိုတဲ့ဟာတော့ကျွန်တော်တို့ဒါဒီနေ့ထပ်ပြီးတော့မှဒီသတင်းနဲ့ပတ်သက်ပြီးထပ်ပြီးတော့မှတွေ့ရပြန်နေပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်တို့အဲဝန်တာတရားသတင်းပဲပေါ့နော်ဒါအော်တိုဘာလအတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကောင်စီကအလင်းဝင်ဖမ်းဆီးရမိ၃မှန်းပေါင်းကျွန်တော်တို့120နဲ့5ဦးအထိရှိခဲ့ပါတယ်ပေါ့နော်ဒါနိုဝင်ဘာလထဲမှာလည်းထပ်ပြီးတော့မှစိမ့်စိမ့်နဲ့ထပ်ပြီးတော့မှရှိသေးတယ်ဒါပေမဲ့နိုဝင်ဘာလဆင်းရင်ထပ်ပြီးတော့မချုပ်ရသေးဘူးပေါ့နော်အဲ့တော့အော်တိုဘာလအတွင်းမှာတော့120နဲ့5ဦးရှိတယ် ဲ့ဒီ25ဦးမှာအတချို့ဒီလူလူတွေကကျွန်တော်မနေ့ကကျွန်တော်ကိုပိုင် Facebook မှာ Facebook အကောင့်မှာကျွန်တော်အလင်းဝင်ပါစ6ဦးပေါ့နော်6ဦးပြန်ပြီးတော့မှ6အောင်ချီကိုပြန်တော်လှန်နေတဲ့လူတွေနဲ့ကျွန်တော်တွေ့ဆုံခဲ့ပါတယ်ဆိုပြီးတော့မှကျွန်တော် line မတင်တဲ့ချိန်မှာဒီကောင်ကြီးယုံယုံရပါမလားဆိုတဲ့တန်တရားကအဲဒါခင်ဗျားတို့ဒီလူလူအဝေးကလူတော်မှာပဲဒီလိုအမြင်မျိုးဒီလိုအတွေးမျိုးရှိလို့ရှိရင်ဒီကောင်အနေနဲ့အတူတူကျွန်တော်တို့လက်နက်ကင်ပြီးတော့မှအတူတူပါဝင်တော်လှန်နေတဲ့ ဒေါ်လိုင်းရဲပေါ့ဒေါ်လိုင်းခေါင်းဆောင်ဒီမှာဒီလိုအတွင်းမျိုးကတိတ်ရှိတာပေါ့နော်လက်နဲ့ကင်တဲ့လူကကျွန်တော်တို့တစုံတစလေးတောင်မှားလို့မရဘူးတခုခုမှားတာနဲ့ကြီးကကိုယ်ပြန်ပြီးတော့မှလာမှန်နိုင်တဲ့အနေအထားမျိုးအထိဒါမှမဟုတ်ရှင်တခုခု location ပေါက်သွားနိုင်တာမျိုးတို့ဒါမျိုးတွေကဆိုအများကြီးရှိလာနိုင်တဲ့အတွက်ကျွန်တော်တို့ကလည်းယုံကြည်ရလာဆိုတဲ့ဟာတွေအမျိုးမျိုးကျွန်တော်တို့ထိန်းချုပ်စမ်းတက်ပြီးတော့မှဒီလူတွေကိုပြန်လဲတာဝန်ပေးအပ်ခြင်းဆောင်ရွက်နေတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှင်ကျွန်တော်ရောက်ရှိနေတဲ့နေမြေမှာဆိုလို့ရှင်စုစုပေါင်းအလင်းဝင်ဘိုးကြီးဘိုးမူး အပါအဝင်ကျွန်တော်တို့36ဦးရှိပါတယ်အဲ36ဦးကနေရာကဏ္ဍအတီးတီးမှာကျွန်တော်တို့ကပြန်ပြီးတော့မှလိုအပ်တဲ့တာဝန်တွေပြန်ပြီးတော့မှပေးရထားတယ်အဲ့တော့အပြေးဝါကြီးအဲတော်လိုင်းရဲ့ပါဝါတစ်ခုကိုဒီကောင်းလေးလက်ထက်ကိုပေးထားတာလားဆိုတော့မဟုတ်ပါဘူးအဲတစိမ့်တစ်ပိုင်းတစ်ခုခုသာလင်းရင်ကျွန်တော်တို့ကသူတို့ကိုပြန်လဲအတုံးချပြီအတုံးချလို့ရတဲ့နီးလန်းတွေအများကြီးရှိပါတယ်ဗောနော်အများကြီးရှိပါတယ်ဒါတွေကဟိုအလင်းဝင်လာတာဗောနော်ကျွန်တော်တော့သုံးမှန်းမဟုတ်ဘူးခုကအလင်းဝင်ပြီးတော့မှစစ်ကောင်စီကိုပြန်ပြီးတော့မှ တော်လှန်ပေးနေတိုက်ခိုက်ပေးနေတာသူတို့ဒူးဒီအောင်ချင်းရဲ့ interview တွေလည်းကျွန်တော်လုပ်ထားပါတယ်ဒါလည်းကျွန်တော်ထပ်ပြီးတော့မှ insert ပေးမယ်ပေါ့နော်အဲမနေ့ကတော့ Facebook မှာလာပြီးတော့ comment လေးလာရေးကြပါတယ်သူတို့နဲ့ပတ်သက်တဲ့ interview လေးတွေထပ်ပြီးတော့မှထုတ်ပေးပါအောင်ဘာညာဆိုတဲ့ဟာကျွန်တော် season ထားပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့တင်ဆက်ပေးပါမယ်ကျွန်တော် YouTube မှာတင်ပြပေးပါမယ်ပေါ့နော်ဒါကတပိုင်းပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဟိုရည်ရဟာသားလေးတစ်ခုပေါ့နော်ရည်ရဟာသားလေးတစ်ခုဒါပါလဲဆိုတော့ကျွန်တော် KNU တက်မှာတက်ကတထုံခရိုင်ဥက္ကဋ္ဌပေါ့နော်တထုံခရိုင်ဥက္ကဋ္ဌအဖိုးဆောဆုံးမြင့်ကို အဲ့ဒါဖလိုဆောမြင့်ပေါ့နော်ဆောဆောမြင့်ကိုမလုပ်လဲဆိုဆောဆောမြင့်အပါဝင်20နဲ့နှစ်ဦးကိုဒါရွက်ကပွဲနှောက်ရက်လို့ဆိုပြီးကမှစစ်ကောင်စီကတက်ဆိုင်ရရဲစခန်းတွေမှာတွားပြီးတော့မှအမှုဖွင့်နေတယ်အမှုဖွင့်နေတယ်အဲ့တော့ဟိုလိုလာလို့ရှိရင်စစ်ကောင်စီကတမျိုးဗျမလိုလာရင်တမျိုးအဲ့လူတွေဒါ NCA လမ်းကြောင်းကိုကျွန်တော်တွားပါမယ်ဆိုပြီးတော့မှစပွဲဝိုင်းပေါ်တာဒီချိန်မှာပေါ့နော်ဒီချိန်မှာပြောတာကျွန်တော်တို့9ပြီးတော့မှ ဇပွဲဝိုင်းကိုသွားတဲ့အချိန်မျိုးမဟုတ်ဖက်နဲ့အခုလိုမျိုးပေါ့နော်ဒါ level ပဲဖြစ်ဖြစ်ကိုကနည်းနည်းလေးတာနေတာပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်ဇပွဲဝိုင်းကိုသွားသွားမယ်ဆိုလို့ရှိရင်ခင်ဗျာနေပြီးတော့မှသွား30နှစ်ချောင်းနေမဟုတ်ဘူးခင်ဗျာ64ချောင်းလောက်ပေါအောင်ပြုံးပြပြီးတော့မှအမီးတနက်နဲ့နဲ့ကျိုးတော့မှဟာဖာတီလာပါဟာအဖိုးလာပါဘလူးရီလာပါဟိုလူးရီလာပါဒီလူးရီလာပါနဲ့နော်ဒါဆန်ဒူန်တန်ပြတယောက်ဆိုလို့ရှိရင်ကျွန်တော်ဒါ DGB ကနော်ဘိုးချုပ်ဆန်းအောင်ဆော့ဆန်းအောင်ဆိုလို့ရှိရင်ဘာပြောခဲ့လဲတကြမင်းချင်းလာပြီးတော့မှအမီး လာပြီးဂျိုင်လုံးရင်တော့ချစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့မှပြောခဲ့တယ်ဒါပေမဲ့တကယ်တကယ် NCA ဆန်နှစ်ပြည့်ကိုသွားလဲသွားရောသူ့ကိုအင်တာဗျူးတောင်လုပ်လိုက်သေးတယ်အမေကြော်ကြော်ဆိုးအတန်နဲ့တူတယ်ဒီဘက်ကဂျူးတဲ့ကောင်တော့မပါဘူးဒါပေမဲ့အတန်ကတော့ဒီကောင်အတန်ခွေးစီသွားတော့မှတ်မိတယ်အဲဒီစာကလေးစာကလေးအတန်စာကလေးကောင်အတန်ကပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးဟွာဖြစ်တယ်ပေါ့အဲ့တော့စစ်ကောင်စီကလုံရင်အမိတနှက်နှံ့ဗျာနော်အဲ့တော့ဒီကောင်လေးလိုအပ်လာတဲ့အခါမျိုးကြော်ရင်အခုဆိုလို့ရှိရင်ကျွန်တော်တို့အမှုပွင့်တော်ထဲမှာနေတဲ့လူကခင်ဗျားယူကောက်ပွဲဘယ်လိုနောက်ချက်မှာ စဉ်းစားကြည့်ရင်လွယ်လွယ်လေးရယ်နော်တကယ်စဉ်းစားကြည့်ရင်ပေါ်တယ်ပေါ့နော်အဲ့တော့တော်တယ်မှာနေတဲ့လူကိုရွေးကောက်ပွဲကိုနှောက်ယှက်မှုနဲ့တော့ကျွန်တော်တို့ကပြောပြောထားပြီးသားခင်ဗျားတို့နေမြေတို့နေမြေမှာတို့ရွေးကောက်ပွဲလောက်တာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဒါပြည်သူတွေမပါဝင်ဖို့ဆိုပြီးကမှကျွန်တော်တို့အကူအညီတောင်းတယ်ပြည်သူတွေတော်လိုင်းကိုပူးပေါင်းပါဝင်ကြဖို့တဲ့အကူအညီတောင်းတယ်ကျွန်တော်တို့ထိတ်ချုပ်ထားတဲ့နေမြေမှာရွေးကောက်ပွဲလုံးဝအလုံးမခံဘူးဒါပဲရှင်းတယ်ကျွန်တော်ရွေးကောက်ပွဲကိုနှောက်ယှက်မင်းတို့မဲယုံကြီးကိုဘုံခွဲပြမယ်မဟုတ်ဘူးပြည်သူလူထုအများပြားရှိရတဲ့နေရာကိုကျွန်တော်တို့ဘုံခွဲတရား အကြောင်းမရှိဘူးခင်ဗျားတို့ဒါပြည်သူလူအများကြီးရှိတဲ့နေရာစင်ပြီးတပိတ်ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဒါအခုဆိုရင်ဒါပြောရမယ်ဆိုရဒီအရကတတော့အေးထင်းချုံရနေမြေဟောထင်းချုံရနေမြေမဟုတ်တဲ့နေရာမှာရောကျွန်တော်တို့ပေါတော့တို့ရတိတောင်တို့ကြောက်ဖြူတို့ပုံနာကျုံတို့မင်းများတို့မှာကျွန်တော်တို့အခုရက်ပိုင်းအတွင်းမှာဒါဒီမျိုး၅မျိုးကိုအပြင်းထန်ဖိပြီးတော့မှဘုံကျဲတာဟာကလေးတငယ်အမျိုးသမီးလူကြီးသူမတွေအပါအဝင်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် ျွန်တော်တည်ဆုံးသူ30နဲ့တဦးထိရှိသွားပြီ။ဒဏ်ရာရသူ52ဦးစုစုပေါင်း82ဦးထိရှိတယ်။မင်းတို့ကသာမညာမတာလောက်တာတော်လိုင်းတပ်ဖွဲ့တွေကရွေးကောက်ပွဲကိုတွားပြီးတော့မှမဲပေးတက်ပြစ်ပါမယ်လို့ဘလူးမှချင်းချောက်တာမရှိဘူး။ရွေးကောက်ပွဲကိုအတက်နိုင်တော့စစ်မှန်တော့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်စစ်မှန်တော့ရွေးကောက်ပွဲပါတီစုံဒီမိုကရေစီဆိုလို့ရွေးကောက်ပွဲဆိုလို့ရှိရင်တော့ NND တွေပါဝင်ခွင့်ရမယ်။ပြည်သူအသေးခိုက်တဲ့တကယ်အသေးကြမဲတပြားဖြစ် မဲပေးနိုင်မဲ့လူတွေဒါတကယ်ပါဝင်ခဲ့မယ်ဆိုလို့ရှိရင်နော်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လှုပ်ပေးပြီးတော့မှအဲကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေအတင်းအဓမ္မဖန်ဆီးခံထားရတယ်ကျွန်တော်တို့ခေါင်းဆောင်တွေပြန်လှုပ်ပေးပြီးတော့မှဟိုရခိုင်တော့ကလို့ပုံမှန်2015လို့ပုံစံမျိုးလုပ်မယ်ဆိုရင်တော့ဘယ်ဒေါ်လာကြီးတက်ဖွဲ့ကားမှကျွန်တော်တို့နှောက်ရက်စရာအကြောင်းမရှိပါဘူးချင်းချောက်စရာအကြောင်းလည်းမရှိပါဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်အဲ့တော့ဟာတာလေးလှုပ်တယ်တို့ကဒါဖရိုကွယ်ထူးဝင်းတို့ဘာလို့အများကြီးပေါ့နော်ဂျန်နယ်လူတွေအကုန်လုံးလိုက်ပြီးတော့မှဟိုဟိုလိုင်းဘွဲ့ရဲစခန်းမှာတွားပြီးတော့မှ တော့လောက်ရတာနဲ့ဟိုအမှုဖွင့်ရတာနဲ့အခုတထုံဘက်မှာသွားပြီးတော့မှရဲစခန်းမှာသွားပြီးတော့အမှုဖွင့်ရတာနဲ့ဟိုဘက်မကျေနိုင်အဲရဲစခန်းမှာအမှုဖွင့်ခံထားတဲ့ဟိုအမှုကိုလက်ခံထားတဲ့ရဲစခန်းမှာတက်ပြီးတော့မှကျိတ်ပလိုက်လိမ့်မယ်နော်စစ်ကောင်စီကလိုရင်တော့အမိတန်းထန်းနံပါဒီချိန်မှာတော့ရန်သူတယောက်လိုတတ်မှတ်ပြီးတော့မှဘလို့ပဲကြီးညာနေကြီးညာနေတကယ်တကယ်သာခင်ဗျာကျွန်တော်တို့လာခဲ့ပါမယ်ဗျာခင်ဗျားတို့ ਨੇ တွေ့ဆုံဆွေးနွေးပါမယ်ဆိုလို့ရှိရင်မလီတခန်းတနာနဲ့ခင်ဗျာလုံုံရင်းနဲ့နော်စာစာရေးတောင်းရေးရစာအဲခံရတာနဲ့5 star လို့ အဆင်ပြေနေဟိုတယ်တွေမှာပေးသေးရတာနဲ့ခင်ဗျာလာပါလိမ့်မယ်ကျွန်တော်တို့အာနာအချုပ်ချာအာနာကိုမထိခိုက်ဘဲနဲ့သူတို့ကိုသာနည်းနည်းလေးဇောင်းပေးပြီးတော့ဒါတစ်ဖက်တစ်လမ်းကနေကုညီလောက်ကင်ပေးပါမယ်လို့ဒါလေတံလေးပြည့်ကြည့်ခင်ဗျာလေအဲ့နေနောက်တစ်ခါထားပြီးတော့မှပြေးလာကြုံမယ်အမိနှမ်းမယ်ပုံစံမျိုးအနေထားကြီးရှိတယ်ကျွန်တော်တွန်လိုင်းတက်ဖို့ရတယ်ဒီလိုမဟုတ်ဘဲနဲ့အပီးဒီချိတ်မယ်အပြတ်ချိတ်မယ်လို့ပြောတဲ့ခါကျတော့စစ်ကောင်စီမှာတကယ်ဟိုဟိုထပ်ပေါက်ရှာမရတဲ့အနေထားမျိုးလုံးဝကိုကြုံနေရတာပေါ့နော်ကြုံနေရတယ်ကြုံနေရလို့လဲဒါကျွန်တော်တို့အဲအနုပညာရှင်တွေကိုထုတ်ပြီးတော့မှအသုံးပြုတာနဲ့ เนาะကျန်တဲ့အမျိုးမျိုးသောလောက်ရက်တွေနေပေါ့နော်အဲပြည်သူတကယ်ပြည်သူစစ်စစ်တွေကယူကပွဲဝင်မယ်ဆိုတော့အချိန်မျိုးပါတီထောင်ပြီးတော့မှ လုတ်တဲ့အခါမျိုးကြတော့မလုပ်လဲလို့ဆိုတော့မငိမ့်ညံ့တဲ့နေမြေစကူမကူနေမြေမျိုးကိုယူကပွဲသွားပြီးတော့မှဝင်ခိုင်းတယ်မင်းအိုက်နေမြေကဝင်မင်းအိုက်နေမြေကဝင်မင်းအိုက်နေမြေကမင်းရဲ့မဲဆန္ဒနေဆိုပြီးတော့မှတတ်မှတ်ပေးတယ်တကယ်ငိမ့်ညံ့တဲ့နေရာကြတော့ ဘူးလက်လက်ဆွေတို့ဘာလို့ဆိုတာခမဟိုဟိုဟာလောက်ကနေဟိုပြောရရင်ရိုင်းနေဖြစ်သွားမှဆိုဟိုဟာလောက်အကွင်းကွက်ထဲကနေပြီးတော့မှထွက်လာပြီးတော့မှရေကောက်ပွဲဝင်ပြန်ရဲလို့လားမပြန်ရဲဘူးအဲ့နေပြီးတော့နားနေပတ်ပြီးတော့မှပလုံစီအောင်လိုက်ပြီးတော့မှဟိုတယောက်ကတမျိုးယူလိုက်ဟိုတယောက်ကတမျိုးယူလိုက်ဒီလိုမျိုးပဲလှုပ်တာပြီးလို့ရှိရင်များထုံးဦးတို့ဘာလို့ဘယ်ကိုသွားယူလဲပြင်ဦးလွင်တို့ဘာလို့ပြင်ဦးလွင်ဆိုတာခမဒီလိုမျိုးဟိုသွားကြထိုးတန်လေးအောက်ကိုင်းပြီးတော့မှလှမ်းပြလိုက်နေတော့ပါပဲမှန်သွားတဲ့လူကစစ်တပ်အတိုင်းဝိုင်းကလူပဲ ဒီလောက်ထိကိုစစ်တပ်များတဲ့နေရာမျိုးမှာတွားပြီးတော့မှအဲရေကောက်ပွဲဝင်တယ်ကျန်တဲ့လူတွေကိုကြတော့ခင်ဗျာမငိမ့်ညံ့တဲ့စကူမကူနေရာတွေကိုဒါဟိုမဲဆန္ဒနယ်အဖြစ်ပေးတယ်ဗောနော်အဲ့တော့ဘလို့မှတရားမျှတတဲ့အကြောင်းမရှိဘူးဒီလိုရေကောက်ပွဲကိုနှောက်ရှက်ယုံနေမှုဖြစ်ကိုမဖြစ်စေချင်တာကတော်လိုင်းတပ်ဖွဲ့အားလုံးရဲ့ရင်သွင်းဆန္ဒပဲဖြစ်တယ်ဗောနော်အဲ့တော့ခင်ဗျားတို့ကခင်ဗျားတို့အမှုဖွင့်ရုံမကားလို့အမှုဖွင့်ရဲတရားခံလိုက်ဖန်ခိုင်းလိုက်လေအဲ့ရဲကိုဘယ်နှမှရှိတယ်အမင်းအဲ့ဒီတက်မာတက် နေမီကတော့တို့ထိန်းချုပ်ထားတဲ့နေမီတွေမှာတော့အဲ့ဒီပရိုဆောဆိုးမြင်းတို့နဲ့အဲ့ကျန်တဲ့22ခုကတော့အဲ့ဒီနေမီထဲမှာရှိရဲမင်းတို့ရဲတွေဝင်ပြီးတော့မှနော်ဆိုင်ကယ်လေးစီးပြီးတနက်လေးနောက်ပြန်လွယ်ပြီးတော့မှသွားပြီးတော့မှဖမ်းခိုင်းလိုက်ပါလားနော်ရဲစခန်းဘူးတွေပါတယ်အဲ့ပါသွားမလောက်တော့ဖြစ်ုံမယ်နော်ဟိုတယောက်ဟိုတယောက်နဲ့တော့ခင်ဗျာအဖမ်းခံရတဲ့အနေအထားမျိုးဟိုကိုကဖမ်းဖို့ကြိုးစားရင်းနဲ့ကိုဖမ်းခံရတဲ့အနေအထားမျိုးမင်းတို့ကောင်တွေဖြစ်တော့မယ်နော်ကြောင်တောင်ယူတူတူကိစ္စတွေရှောက်ပြီးတော့မှလုံမနေနဲ့လို့ဒါပြောချင်တာပေါ့နော်ဒါနောက်ဆုံးတစ်ခုကတော့ဒါကျွန်တော်တို့ အာရခတာတို့အရင်နဲ့ဒါချင်းပရာသားပေါ့နော်ချင်းညီနောင်အဖွဲ့ကကျွန်တော်တို့ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာကျွန်တော်တို့တွေ့ဆုံဆွေးနွေးခဲ့တာဒါဒေါ်လန်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့တော့ကျော်မျိုးမင်းကဘာလုပ်လဲလို့ဆိုတော့ဘလက်ဝါနဲ့ပတ်သက်ပြီးတော့မှဒါနေချားပေါ့နော်ဘလက်ဝါနဲ့ဘလက်ဝါဆိုတာဒါကျွန်တော်ချင်းနဲ့ရခိုင်နဲ့နေချားလို့နေချားမျိုးလေးလို့ပြောလို့ရတယ်ပေါ့နော်ဟိုဘက်ဒီဘက်အဆက်မျိုးလေးပေါ့အဲ့ဒီမျိုးကိုတိန်တိန်တာကဘယ်ဖွဲ့ကတိန်ရတာတကယ်ထိန်းချုပ်တော့ဘယ်ဖွဲ့ကထိန်းချုပ်တယ်လို့ဘာလို့ဆိုပြီးတော့မှကျွန်တော်တို့ဒါချင်းဖွဲ့နဲ့ဒါ အားခါတော့ AA နဲ့တိုက်ခိုက်ပေးတာပေါ့နော်တိုက်ခိုက်ပေးတာအဲ့တော့ဟိုဒါကတော်လိုင်းကြီးအတွက်အများကြီးအကျိုးရှိတယ်မဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ဆိုတော့ဒါပြည်သူလူလဲသဘောပေါက်ပြီးဖြစ်လိမ့်မယ်နော်ဒါကျွန်တော်မနေ့ကတင်ဆက်ခဲ့တဲ့အထဲမှာဘာပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဒီချင်းပြည်ဟိုရခိုင်ပြည်နယ်ကမြို့၄မြို့ကိုဒါတရုတ်ဖိအားနဲ့အတူတူပြန်ပြီးတော့မှအားခါတော့ AA လက်ထက်ကနေပြန်ပေးဖို့ဆိုပြီးတော့မှဒါမင်းအောင်လှိုင်ကဟိုအေးသမ ्या ပေါ့ဗျာအေးသမ ्या တိုက်တယ်ပေါ့ဟာ AA စစ်စစ်ပြန်ပေးဖို့ရဲအေးသမ ्या တိုက်တယ်အဲ့တော့ AA က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကျွန်တော်တို့ပြောခဲ့တဲ့အချိန်မှာပါပါတယ်ပြည်သူလူထုကကျန်တဲ့တော်လိုင်းတက်ဖွဲ့တွေကလေးစားရတဲ့ပုံကိုတယောက်ဖြစ်တဲ့အခါကျတော့သူသားတကယ်ပြီးခဲ့မယ်ဆိုရင်သူကဘာဖြစ်လာမလဲဆိုချင်းကိုလည်းအရခါကျတော့အေးကနေတဆင့်တယောက်ကနေတဆင့်အေးအေးကနေတဆင့်ချင်းပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟိုစီတီအအရှို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မကွေးဘက်အစင်းဆိုလို့ရှိရင်လည်းပြောလို့ရတယ်အဲကျွန်တော်တို့ဒီဘကိုးတိုင်းဘက်ကအဲပကံကွဲတို့ကျွန်တော် point 63လုံးလို့ဆိုလို့ရှိရင်လည်းကျွန်တော်ညောင်ချိုးတို့ဘာလို့ဆိုလို့ရှိရင်လည်းဒါ အရကတော့အေနဲ့ပတ်သက်ပြီးတော့မှဒါပြောလို့ရတယ်ပေါ့နော်ဒါတော့အရကတော့အေရဲ့မဟာမိတ်တိစောက်ထားမှုလက်တန်ကကျွန်တော်တို့ကနန်းလိုပဲပေါ့နော်ကနန်းလိုပဲဘော်ဒီရတာတခုတည်းရယ်ပေါ့နော်အဲဒီမှာဒီညက်ညက်တွေရောလက်မတွေရောဒီကျွန်တော်တို့ဘေးကဟိုဟာတွေရောအဲ့ဒါပို့ပြီးတော့မှပြောရမယ်ဆိုတော့ကင်းချီများပေါ့နော်ကင်းချီများလိုမျိုးဘော်ဒီရတခုတည်းသူ့ရဲ့ခြေထန်လက်တန်တွေကအများကြီးနဲ့သူမဟာမိတ်ဖွဲ့စည်းထားနိုင်တဲ့အခါကျတော့အဲ့သူကအေးအေးသာဒီဟာကိုသဘောတူခဲ့မယ်ဆိုလို့ရှိရင်သူကျန်တဲ့တပ်ဖွဲ့တွေကိုပါသူတဖြည်းဖြည်းနဲ့ ဟာအိတ်ထဲကိုထည့်ပြီးအဓိကစစ်စစ်နေမြေကျုံအောင်စစ်နေမြေကျုံလေစစ်တပ်ကသူပင်မမှုတက်တာလေသူပင်မမှုတက်တာလေစစ်နေမြေကျုံသွားလေလေသူဘုံကျဲရတဲ့နေရာတွေကျင်းမြောင်းလာလေပဲဘုံကျဲရတဲ့နေရာကျင်းမြောင်းလာတဲ့ခါကျအရင်တော့တဏီယောက်တစ်ခေါက်ပဲကျင်းရံနေကျွန်တော်တို့အမျိုးဆယ်မျိုးသူဆယ်ချောင်းတက်ပြီးမျိုးဆယ်မျိုးကျင်းနိုင်မှာအဲ့ဒီမှာငါးမျိုးပဲသူကျန်တော့မယ်ဆိုလို့ရှိရင်အဲ့ငါးမျိုးကိုတရက်ကိုနှစ်ခေါက်အဖြစ်ဘုံကျဲနိုင်တဲ့အနေထားမျိုးအထိဒါလှုပ်လာနိုင်တော့မယ်ပေါ့နော်အဲ့တော့အခုဒေါ်လာမျိုးတွေကဒီကောင်တွေ့ခဲ့တဲ့အကြောင်းအရာတွေကဒီကောပါပဲဒီမှာတော့ အခန်းကျတော့ AA ဘူဂျူထွန်းမြေနိုင်ငံမြန်မာတနိုင်ငံလုံးရဲ့စီးရီးအခရာကိုကင်ထားတဲ့လူတော်ပြောလို့ရတယ်ထောက်ကိုဖြစ်ပြီးတော့အခန်းကျတော့ AA ရဲ့ဆုံးဖြတ်ချက်ကလာဒီဒေါ်လန်ရေးမှာလဲစေတပိုင်းကနေပြီးလုံးဝကမှအကြီးကကြာရောက်နေဆိုတော့မြဝထင်းနေကျွန်တော်မြင်နေရနေထောက်ကိုဖြစ်ပါတယ်ဒေါ်လန်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့နဲ့ပဲဆုံးသက်လိုက်ပါနောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်လာပြကျွန်တော်ရဲ့ကိုကြရဘူရင်း channel လေးကို like and subscribe and subscribe ပြီးဘေးရဲ့ comment တွေကြိမ်တက်လာမြတ်ဗီဒီယိုတွေသတင်းအားလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးရှိပြီးအတူပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။